ယနေ့အော်တိုဝါလာ၁၄ရက်နေ့ BBN ရဲ့ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကရင်နီပြည်နယ်အတွင်းကိုစစ်ကောင်စီတပ်ကစစ်မျက်နှာ၅ခုဖွင့်က ထိုးစစ်ဆင်မှုတွေပြုလုပ်နေတဲ့သတင်းကိုသတင်းတောင်နိုင်နိုင်မှပေးပို့ထားပြီးဥထုံးမှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကရင်နီပြည်နယ်အတွင်းကိုစစ်ကောင်စီတပ်ကစစ်မျက်နှာ၅ခုဖွင့်ကထိုးစစ်ဆင်မှုတွေပြုလုပ်နေပြီးကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KNDF ကမနေ့ကအောက်တိုဘာလ23ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်ဟာဂရင်းနီပြည်နယ်အတွင်းကလွိုက်ကော်မြို့နယ်ရှေ့ဘက်ခြမ်းဒီမော်ဆိုးမြို့နယ်ပရူဆိုးမြို့နယ်ဘောလခဲမြို့နယ်နဲ့ဂရင်းနီရှမ်းတောင်နယ်ဆက်ဖဲခုံမြို့နယ်တို့ကိုစစ်မျက်နှာ၅ခုဖွင့်ကာထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်။ဒီမော်ဆိုးမြို့နယ်ဒေါင်ငန်ခါရက်ကွက်နဲ့တနက်ဦးကွိုင်ကြေးရွာကတဆင့် ကပလော့ကြေးရွာဘက်ကိုစစ်ကောင်စီတပ်ကပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေကအဆိုပါကြေးရွာနီးတဝိုက်မှာတက်ဆွဲနိုင်မှုအတွက်ပြုလုပ်နေတာကြောင့် Greeny မျိုးသားကာကွယ်ရေးတပ် KNDF ကလည်းစစ်ကောင်စီစစ်ကြောင်းတွေကိုခုခံကာကွယ်တိုက်ခိုက်လျက်ရှိနေပြီးတော့တိုက်ပွဲတွေမှာလည်းနေစင်နဲ့အမျှပြင်းထန်နေတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဟာဒီမော်ဆိုးမျိုးနယ်ဒေါငန်ခါရက်ကွက်နဲ့ကပလော့ကြေးရွာဘက်ကိုမြေပြင်ထိုးစစ်တဲ့အတူလက်နက်ကြီးဒရုန်းတွေနဲ့ပါပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဂရင်းနီမျိုးသားကာကွယ်ရေးတပ် KNDF ကစူထားပါတယ်။လာဒူဒီမော့ဆိုဖရူဆိုလမ်းမကြီးတခြားမှာလည်းစစ်ကောင်စီတပ်ကတက်ဆွဲလျက်ရှိနေပြီးတော့ဒေါ်လိုင်းတပ်ဖွဲ့တွေနဲ့နေစဉ်ရစ်ဆက်တိုက်ပွဲတွေပြင်းထန်နေကဖရူဆိုမျိုးနယ်ဒေါညေခူးနဲ့ဒေါ်ကူးခူးကြီးရွာကြားရှိလူနေအဆောက်အဦတွေကိုပစ်ကွင်းနဲ့ရှင်းလင်းစေဖို့အတွက်စစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံကျဲချမီးရှို့မှုတွေရှိနေတယ်လို့လည်းသိရပါတယ်။ဒါ့အပြင်ဘော်လခဲဘက်ကိုမျက်နှာမူပြီးတော့ စကောင်စီတက်ကစစ်ကြောင်းထိုးဖို့အတွက်ဖရူโซဘော်လခဲအကြားမှာရှိတဲ့မက်ခရိုရှေ့ကြီးရွာနီးမှာလည်းစစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ KNDF ကဆိုထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ6ရက်နေ့ကလည်းဘော်လခဲမြို့နယ်ဝမ်မလန်ကြီးရွာအပေါ်ဘက်ကတောင်ကုန်းတစ်ခုမှာလည်းစစ်ကောင်စီတက်ကကာကင်းစကန်တွေကိုပြုတ်လုထားပြီးတော့ဂရီနီမျိုးသားကာကွယ်ရေးတက် GNDF တက်နဲ့ထိတွေ့တိုက်ပွဲ တနာယီနီးပါးကြာဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင်မှာစစ်ကောင်စီဘက်ကတေဆုံးထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့တွင်ဒီမျိုးသားကာကွယ်ရေးတပ် GNDF ရဲ့ထုတ်ပြန်ချက်များပေါ်ပြထားပါတယ်။ဗလာဒူအော်တိုဘာလ6ရက်နေ့လွိုင်ကော်မြို့နယ်ရှစ်ဘက်ချံလွိုင်လင်းလေးမြို့နယ်ကတွင်ဒီရှမ်းတောင်နယ်စပ်ရှိကြေးရွာဘက်တွေကိုလည်းစစ်ကောင်စီတပ်နဲ့ပိုးပြည်သူစစ် PNO တပ်တို့ကပူးပေါင်းကစစ်ကြောင်းထိုးထိုးစစ်ဆင်နေတာကြောင့် ထိတွေ့တိုက်ပွဲ၃နိုင်ကြာဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကအကြာဆုံးများပြားခဲ့တယ်လို့ KNDF ကဆိုပါတယ်။ပြီးကြတဲ့အော်တိုဘာလ9ရက်နေ့မှာလဲလွိုင်းလင်းလေးမြို့နယ်လေဖုန်ကြီးကြီးရွာနီးရှိစစ်ကောင်စီတပ်ကစစ်ကြောင်းတစ်ကြောင်းနဲ့ထုတ်စစ်ဆင်လာတာကြောင့်ကရနီတော်လန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲ၂နိုင်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကအထိခိုက်များစွာနဲ့နောက်ပြန်ဆုတ်သွားရတယ်လို့လည်းသိရပါတယ်။ စစ်ကောင်စီတပ်ဟာဂရင်းနီပြည်နယ်အတွင်းရှိဂရင်းနီရှမ်းတောင်နယ်စပ်တလျှောက်မှာအင်အားအလုံးအေးနဲ့စစ်မျက်နှာဖွင့်ကအပြင်းထန်တိုက်ခိုက်လျက်ရှိနေတာကြောင့်တိုက်ပွဲဖြစ်ပွားတဲ့နေရာဒေသတွေကိုပြည်သူတွေအနေနဲ့သွာလာကြတဲ့အခါမှာစီရေးသတိရှိကြဖို့နဲ့လုံခြုံရေးသတိရှိကြဖို့ဂရင်းနီအမျိုးသားကာကွယ်ရေးတပ် KNDF ကတိုက်တွန်းထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမျိုးနဲ့သုံးမိုင်ပတ်ချလဲကွာဝေးတာရှိတော့တဲ့နာခေချီရွာနာအထိပင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာနေပြီလို့ဒေသခံစစ်ရေးတရင်ရင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါဗျ။စစ်ကောင်စီစစ်ကြောင်းတွေအနေနဲ့ပြီးခဲ့တဲ့အော်တိုဘာလ၁ရက်နေ့ကစပြီးကြောက်မဲမျိုးမှတဆင့်တီဘောမျိုးကိုထိုးစစ်ဆင်လာခဲ့တာဖြစ်ပြီးကြောက်မဲတီဘောလမ်းပိုင်းရှိအ धिक အရေးပါရာကျင်းလီတရားနဲ့ကျင်းလီကြီးရွာတို့ကိုဖျက်ဆီးပြီးတဲ့နောက်လာခဲကြီးရွာအထိရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့မနက်အစောပိုင်းကစပြီးစစ်ကြောင်းနှစ်ကြောင်းဖြင့်ဖြန့်ခွဲလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျင်းတီကြေးရွာနဲ့ကျင်းတီတရားကိုရရှိပြီးတဲ့နောက်တဆက်တည်းဆိုသလိုပဲဘော်ဂျိုကြေးရွာအထိပင်ဆက်လက်ချီတက်ခဲ့ပြီးယခုနောက်ဆုံးဘော်ဂျိုကိုထပ်မံကျော်ကနာခဲကြေးရွာကိုပင်ရောက်ရှိလာနေပြီလို့သိရပါဗျ။ယခုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိနေတဲ့နာခဲကြေးရွာဟာတီဘောမြို့နဲ့သုံးမိုင်ပတ်ချာလဲလောက်သာဝေးပြီးမြို့နဲ့နာခဲကြေးရွာတို့ကြားရွာအနည်းငယ်သာကျန်ရှိရတယ်လို့လည်းသိရပါဗျ။ တင်ဒီတရားတော့ကြာတော့ပြီမနေ့ကတော့ဘော်ဂျိုနားမှာတက်ကောင်နေရှိပြတက်တွေတော့ရောက်နေပြီးတော့တော့ရှာအခုဘော်ဂျိုဘာကြောကုန်ပြီပေါ့နော်အခုလည်းရှိစကားလားဆက်ကြောင်းတွေကဒီပေါင်းနဲ့အရန်ကန်နေတယ်ဒါမဲ့တို့ကချက်ချင်းတက်ဝင်တာထက်ရနေနေစောင့်ပြီးမှဝင်မယ်ထင်တယ်ဗျဒါအပြင်တီဘောမျိုးအနီးနားထိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာနေကြကြောင့် TMLA အနေဖြင့်မြို့ပေါ်ရှိအုပ်ချုပ်ရေးနဲ့စေယုံတို့မှယုံလုပ်ငန်းဆိုင်ရာပစ္စည်းတွေကိုရွှေ့ပြောင်းမှုတချို့ပြုလုပ်နေရလို့လဲတော်လိုင်းရင်တရင်ရင်မြစ်မှ BBN ကိုပြောပါတယ် ဒီဘုံမှာခုလူတွေတော့မရွှေ့သေးဘူးပစ္စည်းတွေတော့ကုန်ရွှေ့ပြီးသွားပြီတခုဆိုအချိန်မရွေးထပြီးတက်ရွှေ့လို့ရတဲ့ချင်းနေလိုမျိုးပေါ့ဒါတွေမှာကဒီဘောမျိုးထိုးစင်းတဲ့တဆက်တဲ့စစ်ကောင်စီအနေဖြင့်မန္တလေးမိုးကုတ်လမ်းပေါ်ကဖော့တော်လမ်းစုံကိုအင်အားလုံးရင်းဖြင့်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီးတိုက်ပွဲလည်းပြင်းထန်စွာဖြစ်ပွားနေတယ်လို့သိရပါဗါအဆိုပါဖော့တော်လမ်းစုံကိုထိုးရမှာတပိတ်ချင်းမျိုးနဲ့ခုနှစ်မိုင်မှရှိရတက်မလို့တမ်းမြင့်လေးကျင်ရေးတန်တန်းကြောင့်ဆက်သုံးပါအခြေပြုထားတဲ့တက်တွေဖြင့် ထိုးစစ်ဆင်နေရဖြစ်ပြီးနှစ်ဖက်ထိခိုက်သေးဆုံးမှုတွေများပြားကစစ်တပ်ဘက်မှဖော့တော်လန်းဆောင်ရှိနေရာအချို့ကိုရရှိထားတယ်လို့လဲဒေသခံစစ်ရေးတရင်ရင်းမြစ်မှ BBM ကိုစက်ပြောပါတယ်။အဲဖော့တော်ဘက်မှလည်းတိုက်ပွဲတွေပြင်းထန်နေပြီးတော့တော်လိုင်းရလူတွေစစ်တပ်ကောင်တော့အကြလုံးများတော့ဒီပြုလို့ရပါတယ်။ဒီအချိန်တွေကဖော့တော်ဘက်ကလည်းစိုးရင်ရတဲ့အချိန်တွေရှိတယ်။ဖော့တော်တို့ခုလုံးစစ်တပ်ကရရပြီလို့တော့ပြောလို့မရသေးဘူး။နေမီတချို့တော့ပါရတာရှိပါတယ်။ ူတွင်ကိုတွင်နေထားပါဘူးနော်လိုင်းထူလုံးထိန်းချုပ်သွားနိုင်တာတော့မဟုတ်ပြီပါခင်ဗျအဆိုပါဖော်တော်လမ်းဆောင်ဟာမိုးကုတ်မျိုးအတွက်အလွန်ရေးပါပြီးစင်ကူတပိတ်ချင်းကနေတစ်ဆင့်မိုးကုတ်ကိုလာမယ်ဆိုရင်မဖြစ်မနေဖြတ်တန်းရမယ်လမ်းဆောင်ဖြစ်တော်မူနှစ်ဖက်တက်တွင်အနေဖြင့်အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်နောက်ထပ်တည်တဲ့ပုတ်အနေနဲ့ပြည်ပရောက်မြန်မာနိုင်ငံသားတွေကြိုတင်ဆန္ဒမဲပေးမဲ့သူနည်းနေတဲ့အတွက်ပုံစံ15ဖောင်ဖြည့်စွက်တာလက်ခံမဲ့နေရကိုချက်မှန်တိုးမြင့်ထားတယ်လို့ပြည်ပနိုင်ငံအသီးသီးမှရှိတဲ့ စစ်တပ်လက်အောက်ခံမြန်မာတပ်ရုံးတွေကအသီးပေးထုတ်ပြန်ထားပါတယ်ကျော်ဒီမဲပေးခွင့်ရှိတဲ့ပြည်ပနိုင်ငံအသီးသီးကိုရောက်နေကြတဲ့မြန်မာနိုင်ငံသားတွေမကြံစေဖို့ဆိုပြီးပုံစံ15ဖောင်ဖြည့်ဆွတ်ထားတာတွေကိုအရင်ကအောက်တိုဘာ6ရက်နေ့ထိသတ်မှတ်ထားပေမယ့်အခုအခါအောက်တိုဘာ15ရက်နေ့ထိတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ ကြိုတင်ဆန္ဒမဲပေးဖို့အတွက်သက်ဆိုင်ရာနိုင်ငံတွေရဲ့မြန်မာတန်ယုံတွေမှာပုံစံ15ဖောင်တောင်းယူပြီးအမည်လူမျိုးပြည်တွင်းမှာနေထိုင်တဲ့နေရဲလိပ်စာစတဲ့ကိုရေးချက်လက်တွေကိုဖြစ်ရမှာဖြစ်ပါတယ်။အဲ့ဒီဖောင်နဲ့အတူတက်တန်းရှိတဲ့မြန်မာနိုင်ငံကူးလက်မှတ် Passport မိထုဘရိုကိုပူးတွဲပြီးတန်ယုံစီကိုပြန်ပို့ရမှာဖြစ်တယ်လို့သိရပါတယ်။ Thai, Malaysia, Singapore အစရှိတဲ့တန်ယုံတွေကလည်းပုံစံ15ဖြည့်စွက်လက်ခံမဲ့ရက်တွေကိုရက်ထက်မဲ့တိုးပေးထားပါတယ်။ စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလ28ရက်မှာကျင်းပမှာဖြစ်ပေမဲ့ပြည်ပရောက်မြန်မာနိုင်ငံသားအများစုကတော့ကြိုတင်မဲ့ပေးမဲ့သူမရှိသလောက်နည်းနေတယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနန်းစံမြို့နယ်ရှိရွာတွေကိုစစ်ကောင်စီကနှစ်ရက်သက်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်16နှစ်ရွယ်မင်္ဂလေးတယောက်တည်ဆုံးပြီး၄ယောက်ထိခိုက်ဒဏ်ရာရရှိကာနေအိမ်ဆယ်လုံးလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ တော်လဲရေးတပ်ဖွဲ့ဝင်တယောက်ကသူ့ရဲ့လူမှုကွေရက်မှာရေးသားထားပါဗျ။ဒီနေ့အော်တိုဝါလာ၁၄ရက်မနက်9:20မိနစ်အချိန်ခန့်မှာနန်းဆန်မြို့နယ်အုံမဆန်ကျွော်ကိုတိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲရုတ်တရက် Jet Fighter နဲ့ Rocket တုံး၆လုံးလာကျဲချခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလိုဘုံကျဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူနေအိမ်တွေအပေါ်ကြားရောက်ပေါက်ကွဲခဲ့ပြီး16နှစ်ရွယ်မင်းကလေးတဦးသေဆုံးခဲ့ကာအသက်10နှစ်10နှစ်14နှစ်ကလေး3ယောက်နဲ့35နှစ်ရွယ်တယောက်စုစုပေါင်း4ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အိမ်မွေးတိရစ္ဆာန်တွေလည်းသေဆုံးခဲ့ပြီးနေအိမ်10လုံးထိခိုက်ခဲ့တယ်လို့ဆိုပါဗျ။မနေ့နေ့လည်းတနအီချိန်မှာနတ်ဆန်မြို့ကရားကြီးရွာကိုရက်130နဲ့ပေါင်250ပုံလေးလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီး စာတင်ကြောင်းတစ်ခုလုံးထိခိုက်ပျက်စီးခဲ့ပြီးဒေသခံတအူထိခိုက်ခဲ့တယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းကိုကိုရစ်ချက်မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဂါဇာကမ်းမြောင်မှာနှစ်ဖက်အပြစ်ခတ်ရစေရေးသဘောတူညီမှုပထမအဆင့်အနေနဲ့အစ္စရေးကပါလက်စတိုင်းအကျဉ်းသား2000နဲ့ဟမ်ဘန်စတိုဘက်ကစစ်တုံးပံအယောက်20ကိုစတင်လွှဲပြောင်းပေးခဲ့ပါတယ်။အော်တိုဘလ13ရက်ဒင်းလာနေအစောပိုင်းမှာအစ္စရေးနိုင်ငံရဲ့တုံးပံ ခုနှစ်ယောက်ကိုအပြည်ပြည်ဆိုင်ရာချက်ချင်းဒီကော်မတီ ICRC ကိုလွှဲပြောင်းပေးခဲ့တယ်လို့နိုင်ငံပိုင်ရုပ်ပြင်သံကြားတွေကလည်းကြေညာခဲ့ပါတယ်။2023ခုနှစ်အော်တိုဘာလ9ရက်နေ့ကစပြီးတော့ဂါဇာကမ်းမြောင်ဒေသမှာနှစ်နှစ်ကျော်ကြာချုံနောင်ခံထားခဲ့ရတဲ့နောက်ထပ်၃ပန်း၃ယောက်ကိုလည်းဟာမတ်စ်တို့ကလွှဲပြောင်းပေးခဲ့တယ်လို့အစ္စရေးစစ်တပ်ကနောက်ပိုင်းမှာအတည်ပြုခဲ့ပါတယ်။အဲ့ဒီအတောအတွင်းမှာအစ္စရေးချင်းထောင်တွေမှာထိန်းသိမ်းခံထားရတဲ့ပါလက်စတိုင်းအချင်းသားတွေလွတ်မြောက်ရေးအတွက်ပြင်ဆင်မှုတွေလှုပ်ဆောင်နေပြီးတော့ပါလက်စတိုင်းအချင်းသားများပြားလွတ်မြောက်ဖို့တိမ့်ပိုက်ထားတဲ့အနောက်ဘက်ကမ်းရှိ အိုဖာစစ်အကျဉ်းတော်အပြင်ဘက်မှာဘတ်စကားတွေအသင်းစောင့်နေတာရှိတယ်လို့သိရပါတယ်။အစ္စရေးပိုင်နက်မှာအသက်ရှင်နေတဲ့တုံပန်းတွေအားလုံးကိုအဲ့ဒီနေမြေမှာရှိကြောင်းအတည်ပြုပေးတာနဲ့အကျဉ်းသားတွေကိုပြန်လွတ်ပေးမယ်လို့ဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုရဲ့ယုံကပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။လွတ်မြောက်သွားတဲ့အကျဉ်းသားတွေကိုစေကူးသားဖို့စေယုံတွေကိုပို့ဆောင်ခြင်းမပြုမီသူတို့ချစ်ရတဲ့မိသားစုတွေနဲ့အရင်ဆုံးတွေ့ဆုံခဲ့ကြပါတယ်။လူမြောက်လာတဲ့တုံမန်းတွေဟာဆေးဘက်ဆိုင်ရာအကူအညီတွေမလိုအပ်ဘဲလမ်းလျှောက်ဖို့တင့်လျော်တဲ့အခြေအနေမှာရှိတယ်လို့သိရပါတယ် အစောပိုင်းမှာနေတန်ယာဟုရဲ့ပြောရေးဆိုခွင့်ရှိသူကအမေရိကန်သမ္မတအဆိုပြုထားတဲ့အပြစ်ခက်ရစဲရေးသဘောတူညီချက်အစည်းအဝေးတွေရအသက်ရှင်လျက်ရှိတဲ့တုံမန်းတွေအားလုံးကိုဂိနစ်စံတော်ချိန်9နာရီမတိုင်မီပြန်လွတ်ပေးမယ်လို့အီဇွေးကပြောလင့်ထားကြောင်းပြောကြားခဲ့ပါတယ်ကျွန်တော်ရစ်ချက်ပါယနေ့အော်တိုဝါလာ၁၄ရက်ဗီဗီအန်ရဲ့ပြည်ရေးပြပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျွန်မကတော့တင်သိမ့်ပါ။